နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နိုဝင်ဘာလ6ရက်ဇာတာပတိနေ့ ကောရိန္သုဝါဒစာပထမဆုံးခန်းကြီး35အငယ်3မှ8ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရေဥစွာ အပ်ပေသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်းသုံးရမြောက်တော်နေ၌ထမြောက်တော်မူ၏ဂေဖာသည်ကိုရောကိုမြင်ပြီးမှတကြိမ်နှစ်ပါးသောသူတို့သည်မြင်ရကြ၏ထို့နောက် ညီကို900မကတပြိုင်နက်မြင်ရကြ၏တို့သူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင်အသက်ရှင်ကြသည်၏အချို့သူတို့သည်အိပ်ပျော်ကြပြီထို့နောက်ယာကုပ်မြင်ရ၏ထို့နောက်တမန်တော်အပေါင်းတို့သည်မြင်ရကြ၏နောက်ဆုံး၌အချိန်မတော်မတန်ဖွာတော်သူကဲ့သို့ဖြစ်သောငါပင်မြင်ရ၏ ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေ့ဥစွာ အပ်ပေသော အကြောင်းအရာ ဟုမူကားခရစ်တော်သည်ကြံစာလာသည့်အတိုင်းသုံးရမြောက်သောနေ့၌ထမြောက်တော်မူ၏ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15အခန်းငယ်3ပထမအရေးကြီးဆုံးအရာသောမတ်စ်ဒီမာဟီဒီ 18ရာစုနှောင်းပိုင်းပြင်သစ်တော်လိုင်းရေးအထိကယုံအတွင်ကုမြက်ခံခဲ့ရသည့်မင်းမျိုးမင်းຫນွေများတဲ့မှတူးဖြစ်သည်တမိုင်းအချက်အလက်တစ်ခုအရာ သူ၏သေးတံအမိန့်ကိုဖတ်ပြီးနောက်တွင်ဒီမာဟီကမင်းစလုံးပေါင်းအမှား၃ခုလှုပ်ထားတာကိုငါမြင်တယ်ဟု တုံ့ပြန်ခဲ့သည်၎င်းသည်အမှန်ဖြစ်ပါကဒီမာဟီသည် သူကုမြက်ခံရတော့မည်ဟုသော ထင်ရှားသည့်ကိစ္စကြီးကိုပင် ပြတ်သားစွာလှည့်လျူရှုခဲ့သည်ယနေ့ကျွန်ုပ်တို့သည်မရည်ရွယ်ပဲခရစ်တော်၏ကိုယ်ခန္ဓာအသင်းတော်နှင့်ပတ်သက်သောအရေးကြီးအချက်တစ်ချက်ကိုပျောက်ပြက်သွားစေမည်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်ရည်ရွယ်ချက်မှ သွေဖယ်စေမည်သူများအသင်းတော်၌ရှိနေသည်အချို့ကအသင်းတော်ကို အာနာပြလွှမ်းမိုးနိုင်သောနေရာသို့မဟုတ်မိမိကိုအစေခံရမည်နေရာအဖြစ် ရှုမြင်သည် အချို့က လူတဦးချင်းစီဤဝိညာဉ်ရေးရာတိုးပွားရမည်နေရာရက်ရွာအကျိုးပြုရမည်ပရဟိတအဖွဲ့အစီခံပါဝင်နိုင်သည့်နေရာအဖြစ် ရှုမြင်ကြသည် ဘာသာရေးအဖွဲ့တစ်ခုအဖြစ်လည်းကျွန်ုပ်တို့မြင်ကောင်းမြင်မည်သို့သောအသင်းတော်ဤဦးစားပေးအရာသည်ယေရှုခရစ်တော်ဤသတင်းကောင်းကို ဟောပြောရန်ဖြစ်သည် ရှင်ဘောလူကကောရိန္သုမြို့ရှိယုံကြည်သူများအား ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းတင်တို့အားရှေ့ဥစွာအပ်ပေသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကြံစာလာသည့်အတိုင်းငါတို့အဖြစ်ကြောင့်သေခံတော်မူ၏တင်းကြိုပြီးမှကြံစာလာသည့်အတိုင်းသုံးရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ဟု ပြောခဲ့သည် အခြားအမှုရာများအတွက်တင့်လျော်သော သူ့အချိန်နှင့်သူ သူ့နေရာနှင့်သူ ရှိမည်ဖြစ်တော်လေဧဝံဂေလိတရားသည်ပထမအရေးကြီးဆုံးအရာဖြစ်သည် သတင်းစိုးများနှင့်ပြည့်နှက်နေသောလောကသို့ခရစ်တော်၏သတင်းကိုဖြန့်ဝေပေးညိကိုယ်စလဲများအဖြစ်မြည်သို့ဖြစ်နိုင်ပါသည်။အချိန်နေပေးလာတိုင်းဤသတင်းကောင်းကိုဝေမျှနိုင်ရန်ဖျားသခင်ထမတကူခွန်အားပေးရန် တောင်းလျှောက်ခြင်းဖြင့်ဖြစ်နိုင်ပါသည်။ ဧဝံဂေလိတရားကိုသင်မြည်တို့သိရှိခဲ့ပါသနည်းအခွင့်အရေးကြုံလာသောအခါထိုသတင်းကောင်းကိုအခြားသူများအားဝေမျှရန်သင်မြည်တို့ပြင်ဆင်မည်နီကျေးဇူးရှင်ဖျားသခင်သခင်ယေရှု၏ဧဝံဂေလိတရားအားဖြင့်ကျွန်ုပ်ကိုကိုရော့ထံခေါ်ဆောင်သည့်အတွက်ကျေးဇူးတင်ပါ၏ဤသတင်းကောင်းကိုအခြားသူများအားမျှဝေနိုင်ရန် ကူညီမဆတော်မူပါ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။